မင်္ဂလာပါရှင်ခေတ္တမန္တလေးသတင်းဌာနရဲ့မေလာ3ရက်နေ့စီရင်နိုင်ငံရေးနဲ့နောက်ဆုံးရသတင်းများကိုစုစည်းပြီးတင်ဆက်ပေးပါရမရှင် NUG ဆိုရကတရုတ်နိုင်ငံအီယန်သူမဟုတ်တရုတ်ဤမြန်မာရေးဂျောင်းဝင်ဖြန့်ဖြေမှုဆန္ဒရှင်သက်ဆိုရှင်အောင်ဖြစ်တဲ့ဟုအန်ယူဂျီယာယီတမနာပြောဆိုတရုတ်ကမင်းဆွေနေပွဲတွင်နောက်ချိုဂျောင်းမေတီဘောမိုမိတ်နမ်ဆန်မန်တုံနေမိုကိုမြူနေတို့မှ TNL တက်များပြန်လည်ဆုတ်ခွာရန်စီကောင်းစီတောင်းဆိုမှု TNL ကပေးချောင်း ကိုကန် MND ကဲ့သို့ DNA လေးကိုလောက်ဆောင်ရန်တရုတ်ကဆွဲဖက်နေမောင်မေရှောင်းစကန်သိန်းတိုက်ပွဲစကောင်းစီဘူကြီးတေဆုံမှုမှာလက်နက်ချလိုသည့်ပြည်သူစစ်မှုထမ်းဤပြစ်ခတ်မှုကြောင့်ဟု PDS စစ်စင်ရေးမှုပြောင်းစားတဲ့နောက်ဆုံးရစီရင်နိုင်ငံသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရအငြိစိကတရုတ်နိုင်ငံအီရန်သူမဟုတ်ပဲတရုတ်ဤမြန်မာအရေးတောင်းဝင်ဖြန့်ဖြေးမှုမှာဆ ਿਆ နာရှင်သက်ဆိုးရှိအောင်မဖြစ်တဲ့ကြောင်းအငြိစိယာယီသမ္မတဒူဝါလက်ရှိလာကပြောဆိုလိုက်ပါတယ်။ဧပြီလ29ရက်နေ့တွင်ပြုလုပ်သည့်အမျိုးသားညီညွတ်ရေးအစိုးရ၏73မြင်းဆောင်2025စီဝေးတွင်ယာယီသမ္မတကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အစိုးရဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်း တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆွေးနွေးဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမှုကိုအခြေခံတဲ့နိုင်ငံရေးသဘောထားရှိကြောင်းဒါကြောင့်အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်ဘတ်အင်အားစုတစ်ခုတည်းမဟုတ်ဘူးဆိုတာဖွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသတင်ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားရေးနဲ့ပတ်သက်ရင်လည်းအမျိုးသားညီညွတ်ရေးဆွေးနွေးတရုတ်အတက် ဆူညခလောဖြစ်ရှိနေမှာမဟုတ်ပဲမိဘအနေနဲ့ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းယာယီသမရကဆက်လက်ပြောဆိုပါရင်မြန်မာနိုင်ငံသည်လွတ်လပ်သောချုပ်ချာအနာပိုင်နိုင်ငံတော်တစ်ခုဖြစ်သလိုဒေသတွင်းနိုင်ငံများဖြစ်သည့်အာဆီယံကဲ့သို့သောပေါင်းစည်းမှုများထဲတွင်လည်းပြည်တွင်းရေးဝင်ရောက်မဆက်ဖက်ရေးမှုကိုအာဆီယံပြည်ညင်မှလေးနက်စွာထည့်သွင်းဖော်ပြထားပြီးဖြစ်သည်ဟုယာယီသမ္မတဒူဝါလက်ရှိလာကအဖွဲ့မိန်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည် ဒေတာတွင်ဩစာသိကြီးထွာလာသည့်တရုတ်အနေဖြင့်မြန်မာပြည်တွင်တက်တက်ကြွကြဝင်ရောက်ဖြန့်ဖြည်းမှုကိုမငင်းပေတော်လည်းတစ်ဖက်တွင်ယခုထက်ပုံမှုခြေပြန်သောချင်းကဲမှုများဖြင့်ဂျောင်းဝင်ဖြန့်ဖြည်းမှသာရေရှည်အတွက်စေနီကောင်းဖြစ်သည်ဟုယူဆကြောင်းယခုလိုရသည့်မြန်မာပြည်ကိုလက်တလုံးအနာသက်သားယုံ စီမီဒိုလာဖြင့်ဂျင်းနန်တောင်တရားမလို့ဖြစ်နေကြောင်းယာယီသမရကဆက်လက်ပြောဆိုပါရယ်တရုတ်နိုင်ငံကမြန်မာပြည်ရင်းကိုဝင်ရောက်ဆွဲဖက်လျက်ရှိရာ MNDAA ကသိမ်းပိုက်ထားသော လာရှုံမျိုးကိုစစ်ကောင်စီထံသို့ပြန်လည်လွှဲပြောင်းပေးမှုအပေါ်မြမပြည်သူများနှင့်တော်လိုင်းအင်အားစုများကဆေအိုစုကိုတရုတ်ကထောက်ခံတော်လို့ရဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုံချထားပါသည်။တရုတ်ကူမင်းဆွေနွေပွဲတွင်နောင်ချိုကြောင့်မဲတီပေါ်မိုမိန်နမ်ဆန်မန်တုံနှင့်မိုးကုတ်မြို့နယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှု TNL ကပေးချ ရှမ်းပြည်နယ်မြောက်ပိုင်းရှိတရားနယ်လေးကတင်ပိုက်ထားသောနောင်ချိုကြောင်မဲတီဘုံမိုးမိတ်မိုးကုံနမ်ဆန်နှင့်မန်တုံမြို့နယ်တို့မှတရားနယ်လေးတက်များပြန်လည်ဆုတ်ခွာရန်စကောင်းစီတောင်းဆိုမှုတရားနယ်လေးကပေးစားလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်ထားပါသည်တရုတ်နိုင်ငံ၏ဇာဝင်မျိုးဖြင့်ဧပြီလ28ရက်နေ့နှင့်ဧပြီလ29ရက်နေ့တို့တွင်စစ်ကောင်စီကိုယ်စားလှယ်နှင့် TNL မှဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီကနောင်ချိုကြောင်မဲတီဘောမှုကုတ် မိုးမိတ်စာတော်ဒေတာများမှာ ပလောက်အုပ်ထုတ်ခွင့်ရာဒေတာဖြစ်သည်နမ်ဆန်နှင့်မန်တုံမြို့နယ်အတွင်းထိသုံးတအောင်တမတော်အဖွဲ့များအလုံးကိုပြန်လည်ဆုတ်ခွာရန်တောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNLI ကိုစလဲများကသဘောမတူနိုင်တာကြောင့်နှစ်ဖက်အပြန်လန်ဆွေးနွေးမှုထပ်ဆင်မတူနိုင်သေးပေနှစ်ဖက်အပြစ်ခတ်ရဲဆင်နိုင်ရန်တွဲလာမည့်ဩဂတ်စ်လတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြကြောင်းသိရှိရပါသည်စကောင်စီကလေကြောင်းမှ ပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းဒုံးများပြင်တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစသည့်ပစ်ခတ်တိုက်ခိုက်မှုများအလုံးရဲတဲ့ရင်တရုတ်မြန်မာနယ်စပ်ကွန်တိန်လန်ချောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ထေတာတည်ငြိမ်အီချန်ရန်တရုတ်ကကြောင်းဝင်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ TNL ကိုလည်းကိုကန်တက်ဖွဲ့ MNDA ကဲ့သို့တက်ဆင်တိုးအပြစ်ခတ်ရစေပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျင်းက ကမာကထာပြုအလေးထားကြိုပမ်းပြီးနှစ်ဖက်တွေ့ဆုံမှုများအလင်းမြန်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်ထားပါသည်မောင်မေရှောင်းစကန်သေးတိုက်ပွဲစစ်ကောင်စီဘူကြီးတေဆုံမှုမှာလက်နက်ချလို့သည့်ပြည်သူစစ်မှုထမ်းဤပြက်ခတ်မှုကြောင့် PDF စစ်စင်မှုပြုံးတရင်တိုင်းတိုင်းတဝဲမြို့နယ်မောင်မေရှောင်းကြီးရွာရှိစစ်ကောင်စီစခန်းအားတိုက်ခိုက်သိမ်းပိုက်စဉ်ဘူကြီးတေဆုံခဲ့မှုမှာတော်လိုင်းတက်များဤတိုက်ခိုက်မှုကြောင့်မဟုတ်ပေလက်နက်ချလို့သည့်ပြည်သူစစ်မှုထမ်းတပ်ဖွဲ့ဝင်ကပြက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတမတော် PDF ဗျူဟာ33စစ်စင်မှုရဲဘော်စောတာကိုကပြောပါရယ်မောင်မေဆောင်ကြီးပါရှိစကောင်းစီစခန်းကိုဧပြီလ20ရက်နေ့တွင် တော်လိုင်းဘဝတက်ကတိုက်ခိုက်သိမ်းပိုက်ခရာစကောင်းစီတပ်ဤဗိုလ်ကြီးတူပါဝင်၄ဦးသေဆုံးပြီး16ဦးကိုအရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းလည်းတိုက်ပွဲဝင်တော်လိုင်းတပ်ဖွဲ့များကအတည်ပြုထားပါသည်။အဆိုပါတိုက်ပွဲနောက်ကြာဆုံးခဲ့သည့်စကောင်းစီဗိုလ်ကြီးသည်တိုက်ပွဲဖြစ်ပွားစဉ်နောက် နောက်ကြီးစစ်ခေါစီတပ်ဖွဲ့များကပြစ်ခတ်ခဲ့သည့်ကြီးထိမှန်ခဲ့သည့်ကိုတွေ့ရတဲ့ကဲ့သို့ဖမ်းမိစစ်သုံးပန်းများကလည်းပြောပြကြောင်း PDF view ဟာ33စစ်စင်ရင်မူရဲဘော်စောတာကူကပြောပါရင်စစ်ကောင်စီအနေဖြင့်ပြည်သူစစ်မှုထမ်းများကိုအတင်းကျပ်ဆူဆောင်းပြီးရှေ့တန်းစစ်မြင်းပြင်းများ၌ပူဆောင်ရရှိရာအစိုးရပြည်သူစစ်မှုထမ်းအများပြားသည့်တော်လိုင်းတပ်ဖွဲ့များထံလက်နက်ချအလင်းဝင်လာရန်ဆက်သွယ်မှုများရှိပါသည်ဒေါနာတရင်များခြံသို့ဆက်သွဲအလင်းဝင်သူများစွာရှိသည်ဟုရဲဘော်စောတာကူကပြောဆိုထားပါသည် စစ်ကောင်ဆောင်ကစစ်မှုထမ်းဟောင်းဥက္ကဋ္ဌသည်ဘိုးချုပ်ကြီးခင်အောင်မြင့်ကိုပွဲထုတ်ခြင်း၍စစ်မှုထမ်းဟောင်းအဖွဲ့ထူညီလာခံကိုခေါ်ယူအနာဒိစကားဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းသည်နေပြည်တော်၌မြန်မာနိုင်ငံစမူထန်ဟောင်းအဖွဲ့အထူးညီလာခံကိုခေါ်ယူခြင်းပါပြီ။၎င်း၏လူယုံတော်အာနီယာပေကပွဲထုတ်လာကြောင်းတမန်တော်စီဒီအန်အရာရှိများထံမှသိရှိရပါသည်။ယခင်နှစ်က နှစ်ပတ်လည်ညီလာခံကိုပုံမှန်ရူးသသားခေါ်ယူလေးရှိတော်လဲပြီးခဲ့သည့်ဧပြီလ30ရက်နေ့ကအထူးညီလာခံအဖြစ်ခေါ်ယူခြင်းပါခဲ့ပြီးဘိုလ်ချုပ်ကြီးခင်အောင်မြင့်အငိမ့်စာကိုအဖွဲ့ဥက္ကဋ္ဌဖြစ်သည့်ဒူဘိုလ်ချုပ်ကြီးဆိုင်ဝင်အငိမ့်စာနေရာတွင်ခန့်အပ်ခဲ့ပါသည်စကောင်းဆောင်သည့်တိန်အားလွယ်ချက်အရစစ်မှုထမ်းအောင်များကိုအရန်တပ်ဖွဲ့ဥပဒေဖြင့်ခေါ်ယူနေပြီးယခုညီလာခံသည်လည်းနိုင်ငံရေးအတွက်သုံးချရန်နှင့်ဥက္ကဋ္ဌတစ်ကိုပွဲထုတ်လိုခြင်းဖြစ်သည့်စီဒီအမ်ဘိုလ်ကြီးဆိုင်ဟောကပြောဆိုထားပါသည် စစ်မှုထမ်းအောင်ကတာတေးဘူချုပ်ကြီးခင်အောင်မြင့်သည်2013ခုနှစ်မှ2018ခုနှစ်ထိလေတပ်ဦးစီးထုတ်ဖြစ်ခဲ့ပြီးတချိန်ကတချုပ်နေရာအတွက်ရေပန်းစားခဲ့သလိုညှိနှိုင်းကိုကဲရည်မှုကြီးရည်လေးတာဝန်ကိုပါပူးတွဲယူခဲ့သူလည်းဖြစ်ပါသည်စစ်ကောင်ဆောင်ကလက်လက်သွားသောစစ်မှုထမ်းအောင်ဖွဲ့၏တပ်ဆိုင်ရာနေရာများကိုရွေးချယ်တင်မြှောက်ခြင်းအတည်ပြုခြင်းနှင့်လိုအပ်သောညွှန်ကြားချက်ထုတ်ပြန်ခြင်းများဆောင်ရွက်ရအတွက်အထွန်းညီလာခံကျင်းပခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါသည် စကားဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းသည်ဆစ်ရှုံးလာသည်နှင့်မျှစစ်ဘက်အရဘက်ဆိုင်ရာအရေးကြီးနေရာများတွင်ယုံကြည်စိတ်ချရသူများကိုအစားထိုးတာဝန်ပေးမှုများပုံမလုံဆောင်လာပြီးဗိုလ်ချုပ်ကြီးခင်အောင်မြင့်ဖြင့်လေတက်အရာရှိနေအောင်လည်းပါဝင်ခဲ့ပါသည်ဘုလ်ချုပ်ကြီးခင်အောင်မြင့်ကိုခက်အန်ချင်းမပြူမီကတရုတ်အိန္ဒိယနိုင်ငံတို့နဲ့အနီးကပ်ဆက်ဆံရေးကိုထိန်းထားနိုင်သောလေထက်ကာကွယ်ဦးစီးချုပ်ဟောင်းဖြစ်သည့်ဘုလ်ချုပ်ကြီးမြဟိန်နေဝိုင်းရင်တန်တမန်စစ်ဦးစီးအရာရှိချုပ်လေဘုလ်ချုပ်နဲ့ဦးရိုကိုလည်းဖြစ်သည့် နေရတနေရာစီပေး၍ခံအံထားကြောင်းသိရှိရပါသည်စစ်ကောင်ဆောင်သည်အနာသိမ်းပြီးရနောက်2023ခုနှစ်စက်တင်ဘာလတွင်ဖိုလ်ချုပ်လွင်ဦးကရုရှားနိုင်ငံဆိုင်ရာမြန်မာတံမက်ကြီးရဲ့ပြင်လက်အောက်ခံနိုင်ငံဆိုင်ရင်ဒုတိယကြီးရဲ့ဖြစ်တွဲဖက်ခံအံခေရမှာလက်ရှိတိုင်းနိုင်ငံဆိုင်ဒုဝင်ကြီးရဲ့ဖြစ်တာဝန်ထမ်းဆောင်နေစေဖြစ်ပါသည်နှစ်တလင်းဓမ္မငယ်ရဲ့ကင်းစခန်းကိုသိမ်းပါရရှိပြီးစကားစီတက်ဖွင့်သုံးဦးတည်ဆောင်60မမအမြောက်ပါဝင်လက်နက်6လက်နဲ့ခရဲများရရှိ ပဲခူးတိုင်းနယ်တလင်းမြို့နယ်ဓမငယ်ရေကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခရစကားစီတပ်သား၃ဦးသေဆုံးပြီး60မမတလက်ပါဝင်လက်နက်6လက်နဲ့ခရမ်းများသိမ်းဆီရရှိခဲ့ကြောင်းတာဝတီခရိုင်တရင်3800တက်မှတာဝန်ရှိသူတို့ကခစ်တင်မန္တလေးသတင်းဌာနထံသို့ပြောဆိုပါရယ်ယနေ့မေလ2ရက်နေ့နနက်အစောပိုင်း3:50မိနစ်ကနတ်တလင်းမြို့အရှိဘက်ရှိဓမ္မငယ်ကြည်ဝါနိုင်တက်ဆွဲထားသောရေကင်းစခန်းကို ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြင်းလဲပြစ်ခတ်တိုက်ပွဲတနိုင်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား၃ဦးသေဆုံးကကျန်ရှိစစ်ကောင်စီတပ်ဖွဲ့များစခန်းဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါသည်။ထို့သောတိုက်ခိုက်တိုင်ပရရှိသောရဲကင်းစခန်းတွင်သို့ဝင်ရောက်ပြီးနေမြေရှင်လေးလှုံ့ဆော်ခဲ့ရာ G3 အမျိုးအစားတနက်တလန်ကာပိုင်အမျိုးအစားတနက်3လက် MA3 အမျိုးအစားတနက်တလန်60မမစိတ်မြောင်းတလက်60မမပုံဒီ5လုံး plastic နင်းမိုင်း5လုံးရင်ဖြတ်မိုင်း4လုံးနဲ့ G3G 120တောင်းတို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ပွဲကိုပြည်သူ့ကာကွယ်တမတော်စစ်စီရင်နေမြင်နေပဲခူးတိုင်းစစ်ဌာန view 20နဲ့တရင်3800တက်ခွဲနဲ့ တက်ခွဲချောင်းနဲ့နှစ်တလဲပါကဖားတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကကွယ်တပ်ဖွဲ့များအထိခိုက်မရှိခဲ့ကြောင်းသိရှိရပါသည်။ပဲခူးတိုင်းမုံမြူနယ်ရင်စစ်တပ်အထိုင်ချတပ်ဆွဲထားသောဂျေးရွာငါးခုကို KNL ဦးဆောင်သောတလိန်ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှဒုတရင်မှုတအူနဲ့အရာခံဘုတအူပါဝင်တေဆုံးသူများပြောင်းပဲခူးတိုင်းမုံမြူနယ်ရင် အတမ်းမဆက်တဲ့အထိုင်ချတက်ဆွဲထားသောကျေးရွာ၅ခုကိုထိခေယနာလီဦးဆောင်သောတော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်ရာစစ်တပ်ဘက်မှထူတရင်မှုတဦးနဲ့အရာခံဘုတ်အူပါဝင်ထိတ်ဆုံးသူများပြခဲ့ကြောင်း KNU ဘုတ်ကထုတ်ပြန်ထားပါတယ်။ဧပြီလ28ရက်နေ့နနက်တနားခန့်တွင်မူးမြို့နယ်အတွင်းအတမ်းမဆက်တဲ့ခလာရ60နဲ့ခလာရ83ပူပေါင်းတပ်ပေါင်းစုမှစကားစီတသားများထိုးစစ်စင်ကခြေကုပ်ယူထားသည့်နေရာများဖြစ်သောနောင်ကုံ၊ရင်တိုက်ကုံ၊ရံမျိုးအောင် ရွာကြီးအင်းကျုံကုံနုကလောတောင်စုကြီးရွာများကို KNL ဥဆောင်သောဒလိန်ဘဝတများကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။ထို့တိုက်ပွဲတွင်ဂျမက်စကာစီတဘမှထူထည်ရင်မှုတူပါဝင်အရာခံဘူးတူကြဆုံကအများပြားထိခိုက်သိဆုံးမှုရှိပြီးလက်နက်ခဲရများစွာလည်းသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။အဂျမက်စကာစီတများ ကြေးရွာအတွင်တက်ဆွဲထားမှုကြောင့်ပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတင်ရှောင်နေကြရပြီးဒုက္ခမျိုးစုံဖြင့်ကြုံတွေ့နေရကြောင်း KNU ဘိုကပြောဆိုထားပါသည်။ဟုတ်ကဲ့ပါရှင်ခေတ်သစ်မန္တလေးရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးမှုကိုဒီမှာပဲညံပါပါစီ။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။